္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တဲ့သတင်းလေးကိုတင်ဆက်ပေးပါရမယ်ညနေပိုင်းလှုပ်ခတ်ခဲ့တဲ့ငလင်းကြောင့်မန္တလေးမြို့ကန်တွင်စိုးရိမ်ထိန်လန့်ခဲ့ရတဲ့အကြောင်းတင်ဆက်ပေးပါမယ်မေလာ18ရက်ညနေပိုင်း10နာရီခွဲကမှမန္တလေးတိုင်းကျောင်းဆက်မြို့နီးပဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ပြင်အားမဂနီကျူ9တက်သမာ2ရှိတဲ့ငလင်းကြောင့်မန္တလေးမြို့ကန်တွင်လမ်းပေါ်ပြေးဆင်းခဲ့ရပါတယ်အမေရိကန်ငလင်းတိုင်းတာရေးဌာန USGS ရဲ့ထုတ်ပြန်ကြမ်းအရကျောင်းဆက်မြို့အနောက်အနောက်တောင်ဘက်73မိုင်ခန့်အကွာမြေအနက်6မိုင်ခွဲခန့်ကိုပဟိုပြု ူပြီးပြင်အားမက်ဂနီကျူ9တသမာနှစ်ရှိတဲ့ငလင်းလှုပ်ခတ်ခဲ့တာပါ။အဲ့ဒီငလင်းကြောင့်မန္တလေးမြို့ကန်နေစိုးရင်ထိတ်လန့်နေပြီးနေအိမ်တွေတိုက်ခန်းတွေပေါ်ကနေလမ်းပေါ်ပြေးထွက်ခဲ့ရတယ်လို့မြို့ကန်ချူကပြောပါရယ်။ငလင်းလှုပ်ခတ်မှုကိုတိတိတတ်တာခန်းစားအချိန်ကစက္ကန့်20ခန့်ကြာမြင့်နေလို့မြို့ကန်တချို့ကဆိုပါရယ်။အချိန်ကလည်းကြာလဲကြာလာတော့လူတွေအကုန်လုံးလမ်းပေါ်ပြေးကြတာလို့မန္တလေးမြို့ချမ်းမြသာစီမြို့နယ်မှာနေထိုင်တဲ့မြို့ကန်တအုပ်ကပြောပါရယ်။အခုငလင်းကပြီးခဲ့တဲ့မလ28ရက်ကလှုပ်ခတ်တဲ့စကိုင်းငလင်းချင်းအပြင်လှုပ်ခတ်ခဲ့တဲ့နောက်အတိ သာဆုံးခံစားရတဲ့ငလင်းလေးဖြစ်တယ်လို့မြို့ကန်အချို့ကသူတို့ရဲ့အတွေ့အကြုံတွေကိုအသိပေးထားပါတယ်။အခုညနေပိုင်းလောက်ခတ်ခဲ့တဲ့ငလင်းကြောင့်ပျက်စီးမှုတိခိုက်မှုအခြေအနေကိုတော့မသိရသေးပါဘူး။စကိုင်းငလင်းကြီးရဲ့နောက်ဆက်တွဲငလင်းငယ်တွေဆက်လက်လောက်ခတ်နိုင်တာကြောင့်တတိထားပြီးနေထိုင်ကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲဝန်ကြီးဌာနကအသိပေးထားခဲ့ပါတယ်။ဆလဘီမြဝကျွန်းမော်သားရဲ့အိမ်ပြန်ခီးကကွက် ကျင်းမဟာဗျူဟာကိုပုံမိုးပြေဆောင်စင်လိမ့်မယ်လို့ NUG ကကွယ်ဝင်ကြီးဥယီမွန်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပြည်သူများတော်လိုင်းင်းနဲ့အတူတကွရှိနေပေးဖို့လည်းတိုက်တွန်းထားပါရယ်။နိုင်ငံအတွက်ခေတ်သစ်ကိုဖော်ဆောင်ပြီးမယ်တော်လိုင်းင်းနဲ့အတူပြည်သူတွေဆက်လက်ပြီးအတူတကွရှိနေဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကကွယ်ဝင်ကြီးဥယီမွန်ကတို့ပြန်လာပြီးအင်ယာရီကမ်းမင်းကနေတဆင့်ပြောကြားလိုက်ပါရယ်။ဒီတော်လိုင်းင်းအောင်ပွဲရဲ့ရလဒ်ကအင်မတန်ကြီးကျယ်ခမ်းနားပါလိမ့်မယ်။ကျွန်တော်တို့နိုင်ငံအတွက်ခေတ်သစ်စနစ်သစ်သမိုင်းသစ်ကိုဖန်တီးရတော်လိုင်းင်းပါ။ကျွန်တော်တို့အားလုံးယဉ်ညံ့ ကြုံနေပါတယ်တော်လန်ရဲဘော်တွေဖို့အားထားစရာ တော်လန်ပြည်သူတွေပဲရှိရလို့ဥယီမွန်ကဆိုပါတယ်အေယာရီတိုင်းလွမြောင်ရေးအတွက်တိုက်ပွဲဝင်နေတဲ့ PDF ရဲဘော်တွေနဲ့တူအေယာရီတိုင်းနဲ့မြန်မာပြည်တဝန်းကတော်လန်ပြည်သူတွေအားလုံးအတူတကွာစတက်ရှိပေးနေကြဖို့ဥယီမွန်ကတိုက်တွန်းနှိုးဆော်လိုက်ပါတယ် ဒီကနေ့ပြည်သူတော်လှန်ရေးမဟာဗျူဟာကတနင်္ဂနွေလုံးကွက်ပြည်နီးနီးပဲဖြစ်တဲ့မြဝကျောင်းမော်သားရီရဲ့အိမ်ပြန်ခိကဒီကွက်ပြည်မဟာဗျူဟာကိုပို့ပြီးတော့ပြေဆုံးစေပါတယ်လို့ဥဟီမွန်ကပြောပါတယ်။ဒါအပြင်လက်နက်အားကိုနဲ့ပြည်သူကိုရှံပြူနေတဲ့စစ်အုပ်စုကိုရှားရလက်နက်ဆွဲကင်ပြီးခုခံတော်လှန်ဖို့မှာတပောင်းအချားရွေးစင်စရာမရှိတာကြောင့်လူငယ်တွေက PDF ဖြစ်ခံယူရင်အတန်းနဲ့ဘဝကိုရှင်းကတိုက်ပွဲဝင်နေချင်းတော်လှန်ပြည်သူတွေကလည်းကိုယ့်ရဲ့ချွေးနှင်းစာတွေကဖြစ်နိုင်သမျှထောက်ပံ့လူတိုင်းရင်တော်လှန်ခိကိုအတူတကွဖျက်ဆီးနေကြတယ်လို့ပြောကြားခဲ့ပါတယ်။ တယ်။ဆက်လက်ပြီးအင်းစိန်ထောင်ဝင်းကအစုလိုက်ပြုံလိုက်တည်ဆုံစီခဲ့တဲ့လီယိုဝက်စစ်ကြောင်းရေးစကန်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။၂021ခုနှစ်စက်တင်ဘာလမှာဖြစ်ပါတယ်။မင်္ဂလာနုံမျိုးနဲ့အတွင်းကဖန်စီခံခဲ့ရသူကိုကျော်နိုင်အမည်လွင်မှာအင်းစိန်ထောင်ဝင်းအတွင်းကဤစစ်ကြောင်းရေးစကန်ကိုထင်မထားပဲရောက်လာခဲ့တာပါ။သူ့ကိုစကားစကိုလက်နက်ကင်တော်လန်နေတဲ့မြေအောက်တော်လိုင်းအင်အားစု UG တွေကိုကူညီပေးနေတယ်ဆိုတဲ့သတင်းကြောင်းဖန်စီခဲ့တာဖြစ်ပါတယ်။သူမလွမြောက်ခင်6လအတွင်းစစ်ဆေးခံခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသား80ဝန်းကျင်ရှိပြီးအဲ့ဒီထဲမှာ 30ဦးကျော်ရှိတိဆုံးခဲ့တာကိုမျက်မြင်တွေ့ရှိရတဲ့သူလည်းဖြစ်ပါတယ်။ဒီအရေးအတွက်ကသူနေတဲ့အဆောင်မှသာရှိနေပြီးကလျက်ရှိတဲ့အဆောင်နှဆောင်မှာဘလောက်တိဆုံးလဲဆိုတာကိုတော့သူမသိဘူးလို့ဆိုပါတယ်။ဒီတမကားတဲ့ပမာဏလည်းဖြစ်နိုင်တယ်ကျွန်တော်အိပ်ပျော်နေတဲ့ချိန်ဒီတိုင်းဆွဲသွားတာဆိုရင်ရှိနေနိုင်တယ်လို့သူနေခဲ့ရတဲ့အဆောင်ကတိဆုံးခဲ့ရတဲ့အရေးအတွက်ကိုပြောပြပါတယ်။သူ့ဘေးနားကတောင်းကသူ့ရှိတင်တိဆုံးသွားကြတယ်လို့ပြောပါတယ်။မန္တလေးကဖမ်းမိတဲ့အသက်60ကျော်ဦးလေးဆိုရင်ကွန်တီငုံထားခံရတဲ့သူ့ကိုကွန်တီငုံရင်ပါရီနားရီရိုက်တဲ့ သူကမခံနိုင်လို့မျိုးချလိုက်တော့လေစလုံးမှာကွန်တီတက်နေတယ်အဲ့ဒါကိုလေစလုံးကိုရိုက်တာတည်သွားတယ်အခြားသူနှစ်ဦးကအိပ်ပျော်ရင်စစ်ကြောရင်လောက်ခံရတဲ့ဒဏ်ရာတွေကြောင့်တည်ဆုံသွားတယ်တည်သွားတဲ့သူတွေကိုဒီတိုင်းပဲဒီရွတ်တိုင်ဆွဲသွားတာတချို့ဆိုသွေးတွေထွက်နေတယ်စစ်ကြောမှုကိုလည်းတီးတက်မထားပဲဒီခန်းကြီးထဲမှာပဲရိုင်းနှက်မင်းမြန်နေတာကိုမြင်နေရတယ်စစ်ကြောဖို့အလဲမရောက်နေသေးတဲ့သူတွေကလည်းကောင်းကောင်းအိပ်လို့မရကြောင်းအဲ့ဒီသူတွေရဲ့နှစ်ဖူးထိတ်မှာကော်လီလုံးတွေကိုတင်ထားပေးကြောင်းအဲ့ဒီကော်လီလုံးအောက်ပြုတ်ကြရင်ရိုက်ကြောင်းသူကပြောပါတယ်ဝလုံးတွေနဲ့ရိုက်တဲ့ဂျိန်လုံးတွေပူလီ ီကျူးတွေနဲ့ရိုက်တယ်။ထမင်းနဲ့နဲ့ကျွေးတယ်။မနက်ပိုင်းခရင်သီးချက်လိုဟာမျိုးတွေကျွေးတယ်။တခါတလေလည်းချက်ဥချက်စားရတယ်။ကျွန်တော်စားလို့မရပါဘူးပြလို့ကိုကျော်နိုင်ကပြောပါတယ်။ကိုကျော်နိုင်ရဲ့ပြောဆိုချက်တည်းအရာဟင်းကျွေးပုံကျွေးနည်းကအင်းစိန်ထောင်ဝါကြီးနဲ့မတူတလို့အင်းစိန်ထောင်ဝင်းကတီးတန့်ထောင်ငယ်ရှင်ဟင်းကျွေးပုံပုံစံမျိုးနဲ့လည်းမတူတာကိုတွေ့ရပါတယ်။အင်းစိန်ထောင်နဲ့တီးတန့်ထောင်မှာနေ့လယ်စားပြည့်ပဲဟင်းအမြဲကျွေးတော့လေကိုကျော်နိုင်ကပဲဟင်းတစ်ချိန်မှမစားခဲ့ဘူးလို့ဆိုပါတယ်။သူနေတဲ့အဆောင်မှာမင်းကလေး6ယောက်နဲ့ယောက်ျားလေးအယောက်60ဝန်းကျင်ခန့်ရှိပါတယ်။ ်မိန်းကလေးတွေ menstruation လာရင်တော့သူတို့ကအပြာတွေပြီးဝတ်တယ်အဲ့ဒီအပြာရောင်ဝတ်ထဲမှာထောင်ကျတွေဝတ်တယ်ထောင်ပုံစံဝတ်စုံဖြစ်တယ် ကိုကျော်နိုင်ရဲ့ပြောပြချက်အရစစ်ကြောင်းရေးလှုပ်တဲ့ဆိုင်းရဖားတွေကလိမ့်မိုင်းဆိုင်ရာကျူးလွန်မှုတွေရှိခဲ့တယ်လို့ဆိုပါတယ်။တဆောင်တဲမှာမင်းကလေးရောယောက်ျားလေးရောရောထားတာမင်းကလေးတွေအင်တာတန်ဒီကောင်တွေကလိုက်ဝင်ပြီးလိမ့်မိုင်းဆိုင်ရာအမျက်ထုတ်တယ်။စစ်ကြောခံရသူအများစုကကိုကျော်နိုင်လွတ်မြောက်သွားတဲ့အချိန်ထိတရားရင်ဆိုင်ရမှုမရှိလို့ဆိုပါတယ်။မိသားစုတွေနဲ့လည်းပြီးမတွေ့ဘူးလို့ပြောပါတယ်။ကျွန်တော်တို့မိသားစုနဲ့ငားလာကြမှာအဆက်အသွယ်ပြန်ရတာကိုကျော်နိုင်ကမိသားစုကနောက်ကလှုပ်ပြီးတဲ့အတွက်ငားလာကြမှာတွေ့ရတာဖြစ်ပါတယ်။ရောက်တဲ့အချိန်မှာလွတ်မြောက်သွားတဲ့ဖေဖော်ဝါရီလပိုင်းထိဘသူမဆို အခင်းမပါပဲတမန်တလင်းပြင်ပေါ်မှာသာအိတ်ခင်ရတယ်လို့ဆိုပါတယ်။ကိုကျော်နိုင်ကဒီတန်ရာရီကြောင့်ကြောက်ကဝေဒနာတောင်ရခဲ့ကြောင်းပြောပါတယ်။စေကုသပီတာကတော့တော်တော်လေးရှားပါပါတယ်။တခါလေ ဒီဘီလူသေးလာယူတဲ့ဇာဝင်ကအမြင်နဲ့ကြည်ပြီးကုသပေးရလောက်ပဲရှိတယ်။ကိုကျော်နိုင်ကစစ်တပ်အတိုင်းဝိုင်းပကဖြစ်တဲ့အတွက်သူစစ်ကြောကြီးမကန်ရအောင်သူဦးလေးကကာကွယ်ပေးခဲ့ကြောင်းရှင်းပြတယ်။ကျွန်တော်ကိုတိတ်မထီရဘူးလို့ဆိုတဲ့ချောင်းလာခန့်ကြပြီးရတော့ကိုကျော်နိုင်ကိုသူ့မိသားစုမှာ30ကျော်ပေးပြီးခေါ်ထုတ်သွားတယ်။ဒီစစ်ကြောကြီးစကန်ကိုအင်းစိန်ထောင်ဝင်းရှိလျှို့ဝှက်တဲ့အဆောင်တစ်ခုမှလောက်ခဲ့ကြတာလို့ကိုကျော်နိုင်ကသူ့အမြင်ကိုပြောပါတယ်။အင်းစိန်ထောင်ဝင်းတွင်တနေရာမှာလျှို့ဝှက်စွာတည်ရှိခဲ့တဲ့အဲ့ဒီနေရာမှာအင်းစိန်ထောင်မကြီးနဲ့တီးတန့်ထောင်ငယ်လေးအကြားမှာတည်ရှိပါတယ်။ င်ဒီအခန်းကမြည်တိနေရာမှာရှိနေတယ်လဲကျွန်တော်တို့အခန်းကနေ တွိုင်းနဲ့တန့်စင်ကန်ကိုလမ်းမြင်နေရတဲ့အင်းစိန်ထောင်မှကြီးနေတော့မဟုတ်ဘူးအင်းစိန်ထောင်ဝင်ထဲမှာပဲဘယ်နာလဲဆိုတာအတိအကျမသိဘူးလို့ဆိုပါတယ်လမ်းမြင်ရတဲ့တန့်စင်ကန်ကကိုကျော်နိုင်တို့နေတဲ့အဆောင်ရှိအပြင်တန့်စင်ခန်းသားဖြစ်ပါတယ်ဒီခန့်ကနေအင်းစိန်ထောင်မှကြီးဘက်ကပြုလုပ်တဲ့အရေးပေါ်လေ့ကျင့်ခန်းမှာတုံးနဲ့အော်အော်ဆွဲတန်ကိုကြားရကြောင်းသူကပြောပါတယ်နိုင်တန်ချောင်းခောက်တန်တွေတော့မကြားဘူးလို့ဆိုပါတယ်အဆောင်ကဟောကန်ကြီးလို့ပုံစံမျိုးပါပဲကျွန်တော်တို့ကအဆောင်လေးကဒီဘက်ကျန်မင်းကလေးတွေကဟိုဘက်ကျန်တဆောင်လေးပဲမြင်နေရတယ်ကျွန်တော်တို့တယောက်နဲ့တယောက်ဆယ်ပြီး15 ားပြီလောက်ချားပြီးထားတယ်။ ကိုကျော်နိုင်ပြောသလိုအဆောင်မျိုးအင်းစိန်ထောင်မကြီးရဲ့မှာလည်းမရှိသလိုအင်းစိန်ထောင်မကြီးနဲ့ပေ300ပလင်အကွာကတီးတန့်ထောင်ငယ်လေးတွေလည်းမရှိလူဦးရေ90ကန်ကိုတအုပ်စေပြီး15ပြီကွာချားလျက်ထားနိုင်တဲ့အဆောင်မတွေ့သေးပါဘူးနိုင်ကျင်းများတရားရင်ဆိုင်နေရတဲ့ထောင်ဝင်အတွင်းကဟောပြောခန်းမကြီးကလည်း90ကန်ကို10ပြီချားစီထားရင်တောင်မှဆက်မှာမဟုတ်အာနာသိမ့်ပြီးနောက်နိုင်ငံရေးအကျဉ်းသားအလုံးကိုတီးတန့်ထောင်ငယ်လေးမှာထားရှိခဲ့တဲ့နောက်ပိုင်းအမျိုးသမီးနိုင်ငံရေးအကျဉ်းသားများတီးတန့်ဘက်မှမထားတော့ဘဲထောင်မကြီးဘက်ကိုပို့ဆောင်ခဲ့တယ်တီးတန့်ထောင် ယ်လေးမှာအဆောင်1နှစ်3လေးနဲ့ပြစ်ဒဏ်တိုင်း17စနစ်တို့သာရှိတဲ့အလဲမှာအဝိုင်းတရံ2ထပ်စစ်ကြောရေးအဲ့ဒီအဆောင်ဒီမှာဦးစီးရုံကန်းနဲ့တီးတန့်ထောင်ရုံကန်းရှိရဲ့အဆောင်1နဲ့ကလေးရမှာထောင်ထက်တန်းကျောင်းသာရှိရဲ့ထောင်ရုံကန်းဒီမှာမိဖို့ကြီးရှိတဲ့အင်းစိန်ထောင်မကြီးမှာလည်းထောင်လဲမင်းကြီးကိုပို့ဖို့ပြုလဲအဆောင်1နဲ့3 4 5နဲ့အထူးဆောင်တို့ကပတ်လည်ပုံတရံဝိုင်းထားကြတဲ့ထောင်မကြီးဝင်ဝင်ချင်းလမ်းမှာထောင်စေးရုံဖို့ကြီးနဲ့တိုင်ဝန်းရှိတဲ့အနောက်ဘက်မှာအောက်ဆောင်နေလို့ခေါ်တဲ့တပြေဆောင်တရားစခန်းလူ ငယ်ဆောင်စစ်ခွေးတိုင်းအလုတ်ကြီးဝက်ရှော့ဓမယုံကျိုးစင်ဝင်ကိုတောင်ကြီးများသာရှိပါတယ်။ထောင်မကြီးဝင်ဝင်ချင်းအမျိုးသမီးအချုပ်ဆောင်တင်းနှင့်အမျိုးသမီးအကြာဆောင်တင်းထောင်ကြယုံထောင်ချုပ်ယုံစံကိုတောင်ဝိညာဉ်တိုင်းနဲ့အဲ့တွေ့ကန်တို့သာရှိပါတယ်။အခုလိုစစ်ကြောကြီးလှုပ်ထားတဲ့အဆောင်မျိုးကြီးတော့မရှိ။အင်းစိန်ထောင်မကြီးရှိနိုင်ငံရေးအကျဉ်းသားအချုပ်ယုံအကြပါတခါတရင်စာရဖရီခေါ်ထုတ်သွားကစစ်စည်းမင်းမြတ်မှုတွေများလာတော့ရှိရဲ့။ဒါပေမဲ့အခုလိုစစ်ကြောကြီးလှုပ်လို့ရိုက်နှက်ခြင်းနှိမ့်ဆက်ခြင်းမရှိလို့ကိုယ်တိုင်ကြုံခဲ့ရတဲ့နိုင်ငံကြီးတွေကဆိုပါ ါတယ်။ဒီခံတဲ့ကိုနောက်ရောက်လာတဲ့သူတွေလည်းရှိတယ်။နောက်ပိုင်းအမှုရင်ဆိုင်လာရတဲ့သူတချို့လည်းရှိတယ်။တချို့နိုင်ခြင်းတွေကတပတ်ခန့်သာဆစ်ဆဲခံရသူတွေရှိတယ်။ကိုကျော်နိုင်လွတ်မြောက်ပြီးကျန်သူတွေကအသက်တည်နိုင်သူတွေများရှိနေပါတယ်။ဒီစစ်ကြောရေးစခန်းကိုဘယ်ချိန်ထိကလုပ်ပြီးဘယ်နှစ်ယောက်ထပ်တည်လဲဆိုတာတော့ကိုကျော်နိုင်လွတ်သွားတဲ့2022ခုနှစ်ဖေဖော်ဝါရီနောက်ပိုင်းမှာမသိရတော့ပါဘူး။အခုအခန်းနဲ့ပုံစံချင်းတူတဲ့အခန်းတစ်ခန်းသာအင်းစိန်ထောင်မှကြီးမှရှိပါတယ်။အဲ့ဒီခန်းကစစ်ခွေးတိုက်ဖြစ်တဲ့အင်းစိန်တထောင်လုံးမှာအရက်ဆက်ဆုံးနေရလို့ဆိုနိုင်တယ်။ဒီလိုနေရ ာမျိုးမှာပဲ6လခန့်တွင် လူ20ကျော်ထိတိတ်ဆုံးပူးတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။